ရဟောအလုံးမင်္ဂလာပါအဲဒီနေ့ကတော့အလုံးဆောင်မြန်နေကြတဲ့ဘူဒီကြော်ကျွတ်ကျွတ်ဖောင်ဖောင်လေးဖြစ်အောင်မုံနှစ်ဆက်နီးလေးရဲ့အကြော်ကြော်တဲ့အခါမှာသတိထားမယ့်အချက်လေးတွေကိုပြပြပေးခြင်းပါတယ်ရှင် အဲကျမဒီမှာဆိုလို့ရှိရင်အကြော်ကိုအစုံကြော်စားရတယ်ပေါ့နော်ဘူးဒီအာလူခရမ်းဒီပြုံယုံမနေဒီပေါ့နော်အကြော်ကဒီမုံနစ်ကဒီတစ်ခုလေးပဲကြော်တာဘယ်အကြော်ဖြစ်ဖြစ်ဒီရဲ့အတိုင်းပဲမုံနစ်ဆက်ပြီးတော့ကြော်လိုက်တာအကြော်လေးကဖောင်ဖောင်ကျွတ်ကျွတ်နဲ့အရန်ကိုစားချင်စပွဲလေးပါအဲဘူးဒီကိုတော့ကျမတချမ်းပဲကြော်တယ်ပေါ့နော်အဲ့တော့ဘူးဒီတချမ်းကိုကိုကတကယ်လို့အခွန်နွားခြင်းလဲနှွားလို့ရပါတယ်ကျမတော့အခွန်မနွားဘူးဒီတိုင်းပဲနားတဲ့နားနေတဲ့ဥစ္စာလေးတွေကိုလီထုတ်ပြီးတော့ရေးဆေးပြီးတော့ပဲဒီတိုင်းကြော်တယ်ပေါ့နော်သူ့ရဲ့အခွန်ပါလေးအတိုင်းပဲကြော်ပါတယ် ဘူဒီလီတဲ့နေရာမှာလေဘူဒီရဲ့ဒီ site ကိုတော့ကိုယ့်ရဲ့ဒီကြော်မဲ့ဒဲအိုးပေါ်မှာမူတည်ပြီးတော့အတူအရှေပေါ့နော်မိမိစိတ်ကြိုက်လီဖြတ်နိုင်ပါတယ်နော်အဲဒါကတော့ဘူဒီကရေစေးတန့်စင်မိတာအနေထားပါ။အဲပြီးရင်တခြားကြော်မဲ့အာလူးရောရုံမနေသည်ပြင်ခဲရန်သေးတို့လည်းတခါလေးလီပြီးတော့အသင့်ပြင်ထားပါမယ်။အဲဘူဒီကိုကျမကဒီနေရာမှာရေစေးပြီးတော့ရေလုံးဝ၆သွားတဲ့အထိစစ်ထားပါမယ်နော်။အဲ့ဒါအရေးကြီးပါတယ်။ ကြောမဲ့ပစ္စည်းတွေအစင်းနစ်ဖြစ်နေပြီဆိုလို့ရှိရင်မုံနဲ့စပြီးတော့ပြင်ပါမယ်။အဲကျွန်မတမ်ပူရာအမုံနှစ်စွန်းဆိုလို့ရှိရင်ပဲစိမ့်မုံနဲ့ဆန်မုံကိုတစ်စွန်းစီထည့်ပေးထားပါတယ်။ဘေကင်ဆိုရာကိုတော့ဇွန်းပြားလေးပဲထည့်ပေးထားပါတယ်နော်။အဲဒီနေရာမှာမုံနှစ်ကိုနယ်ဖို့အတွက်သုံးတဲ့ရေကိုဖြစ်နိုင်ရင်ရေခဲရေသုံးပေးပါနော်။အဲဘူတိကျော်ကကျွန်တော်တို့မုံနှစ်ကိုအရန်ပြစ်လို့မရပါဘူးနော်။နည်းနည်းကျဲတဲ့အနေထားလေးလုပ်ပါ။အရောင်ကအနေနဲ့ကလောက်အောင်လို့ကျွန်မအရောင်နဲ့လေးထည့်ပေးပါတယ်။ဘူတိကျော်ဖို့အတွက်ဆိုလို့ရှိရင်အစွန်းလုံးကရေ၆ခန်းထားတဲ့ဘူတိကိုအပေါ်ကနေပြီးတော့ကျွန်မကဂျုံမုံလေးတွေဖြူပေးလိုက်တယ်။အဲ့ဒါမှမ ုံးနှစ်ကလေအဲသူ့တိုင်းလေးသွားပြီးတော့ကတ်ပြီးတော့ဖောင်းပေါင်းကျွတ်ကျွတ်လေးရစီမှာပါအရင်ဦးဆုံးဒီဂျုံမုံလေးကက်ပေးရမယ်ပေါ့နော်အခုလိုမျိုးအနေထားဆိုရပါပြီရှင်အဲ့ပြီးရင်တော့မုံနှစ်ထဲကိုထည့်ပြီးတော့စီပူလေးကိုထည့်ရပါမယ်ဒီနေရာမှာသတိထားရမှာကမုံနှစ်ဆက်တာလည်းအရေးကြီးသလိုစီမြန်းမြန်းနဲ့ကြော်ရပါမယ်နော်အဲဒီဘူးသီးကြော်က စီများမှစီရလေဘူးဒီရဲ့တဝက်လောက်ပဲရှိနေရဆိုရင်တော့ဖောင်ဖောင်ပွားပွားလေးမရပါဘူးเนาะစီကလုံးဝမြုပ်နေမှသူကအပေါ်ကိုပွားပြီးတော့တက်လာတာပဲဖြစ်ပါတယ်ရှင်ဘူးဒီကြော်လေးစိုင်းနေမှကြော်လို့ရှင်အခုလိုမျိုးလေးဖောင်ဖောင်ကျွတ်ကျွတ်လေးနဲ့အရန်စားလောက်ကောင်းနေမလားအဲ့ဒါဘာကြောင့်လဲဆိုရင်အခုလိုမျိုးစီအများကြီးနဲ့ကြော်တာမလို့ပါကျွန်မအဲ့ဒါကြောင့်စီများများသုံးအောင်လို့ဒဲဝို့ကိုသေးတာပဲထည့်ထားတယ်ပေါ့နော်ပြီးရင်ဒီမုံနှစ်အကြေလေးတွေဆိုလို့ရှင်လဲစကားလေးနဲ့လိုက်ပြီးတော့ရှင်းပေးเนาะအဲဒါကတော့ရုံးမဏီဒီကြော်တာပါရုံးမဏီဒီကိုလည်းအစွမ်းတော့ကဘူးဒီဆက်ထားတဲ့မုံနှစ်ထဲပဲတခါလေးပဲထည့်ကြော်ပါတယ်အဲဒါ ါကတော့ဒီထည့်တာကိုမပြတ်လိုက်ရဘူးပေါ့နော်အဲအခုတခါကတော့ခရမ်းသီးကိုကြောပါမယ်ဘဲကြောပဲကြောကြောပေါ့နော်အခုမုန်နှစ်ဆက်နေလေအရင်အဆင်ပြေရဒါပေမဲ့ကိုကအရွက်ကြောမယ်ပေါ့နော်အရွက်ကြောမယ်ဆိုလို့ရှိရင်တော့မုန်နှစ်အကြီးကမကျဲရဘူးပြည့်ရမယ်ဆိုလို့ရှိရင်တော့ရေကိုလျှော့ပြီးတော့ထည့်ပေးပါနော်ဒီတခါကတော့ဗူဒီကြောတာဖြစ်တဲ့အတွက်ကြောင့်မုန်နှစ်ကြီးလေးကိုကြဲကြဲလေးဆက်ထားတာပဲဖြစ်ပါတယ်အခုလိုမျိုးရှိုးရောင်လေးတန်းလာပြီးတော့ကိုလိုဂျင်နဲ့အကျွတ်နေထားရောက်ပြီဆိုလို့ရှိရင်ဆယ်လိုက်လို့ရပါပြီ။အကျော်ကတော့ဘလို့ပဲကျွတ်နေအောင်ကြော်ကြော်ပူပူလေးစားမှရတာရှိရပဲဖြစ်ပါတယ်နော်။ အကြောဆုံးနဲ့တွဲဆဖို့အတွက်မကြီးချင်းလေးလေးဖြောပါမယ်။အချိန်ဖြောနည်းကအရင်တော့ကလည်းတင်ပြထားပြီးသားရှိပါရဲ့နော်။အဲ့အတွက်ကြောင့်ဒီနေ့ကတော့ဒီဗီဒီယိုအရင်ရှည်သွားမှာဆိုလို့အချိန်ဖြောတာလေးကိုတော့ထည့်မထားပါဘူးနော်။မကြီးချင်းလေးနဲ့အကြောဆုံးလေးနဲ့ဆိုရင် share ပဲနော်။အရင်စားလို့ကောင်းနေ။ဒီအကြော်ကြော်နီးလေးရလေးပြောလို့ပြောတာမဟုတ်တကယ်လှုပ်ရှားကြည့်ပါအရန်ဆလို့ကောင်းပါတယ်အကြော်လေးရလေးဖောင်ဖောင်ကျွတ်ကျွတ်ရွရွလေးနဲ့တကယ်တော်တော်နဲ့လေဒီမပြော့လွယ်ဘူးပေါ့နော်စားရတာအရန်အဆင်ပြေပါတယ်ဘူးကြီးကြော်ကြော်တဲ့အခါမှာအရန်အနည်းငယ်များတယ်အပြင်ကလည်းကျွတ်ရမယ်အထက်ကလည်းဣနေမရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့် ဘူတိကျော်ကတော့တကယ်ကိုတော်တော်ကိုပညာသားပါရဲ့လို့ပြောမှာလားပေါ့နော်အဆင်မပြေရလဲများကြရဲအဲဒါကတော့ဒီနေ့ကျွန်မကြော်စားသမျှပေါ့နော်အများကြီးပဲအားလုံးပဲလှုပ်ရှားကြည့်ပါနော်ဂျန်နေ